စာလေးပါဆိုတာဘာပါလဲရှင်ဖျားလူငယ်များနားလည်အောင်ရှင်ဖျားရှင်းပြပြီးတော့မူပါပစ္စာလေးပါဆိုတာအကြောင်းနှမျိုးအကျိုးနှမျိုးတင်ပါဗျာအကြောင်းနဲ့အကျိုးကိုရှင်းပြတာပဲတန်တရာထဲမှာတွေ့နေတဲ့အကြောင်းနဲ့အကျိုးကတခုအဲ့ဒီအဆင်းကိုလွန်မြောက်သွားပြီးတော့ဆင်းဒုက္ခတွေကလွတ်သွားတဲ့အကြောင်းနဲ့အကျိုးကနှစ်ခုတင်ပါဗျာရှင်းရှင်းပြောရမယ်ဆိုရင်သစ္စာလေးပါဆိုတာယောဂဖြစ်ခြင်းနဲ့ယောဂပျောက်ခြင်းမှန်ပါဗျာအဲ့ဒါလေးနဲ့ကြည့်လိုက် ယောဂဖြစ်နေတယ်ယောဂဖြစ်ခြင်းရဲ့အကြောင်းတင်ပါဗျာယောဂဖြစ်တာကတစ်ခုယောဂဖြစ်ခြင်းရဲ့အကြောင်းကတစ်ခုတင်ပါဗျာနှစ်ခုဖြစ်သွားတယ်တင်ပါဗျာနောက်တစ်ခုကယောဂပျောက်ခြင်းနဲ့ယောဂပျောက်ခြင်းရဲ့အကြောင်းဖြစ်တဲ့ဆေးဝါးတင်ပါဗျာလေးခုရှိတယ်တင်ပါဗျာအဲ့ဒါလို့ပဲဒီတရဝရီဟာ ကြုံတွေ့နေရတာတွေအလုံးဟာကျင့်သက်ဆရာမကောင်းတဲ့အတွက်ကြောင့်ဒုက္ခလို့ခေါ်တယ်အဲ့ဒါအမှန်တရားတစ်ခုဘဝကြီးဟာကျင့်သက်ဆရာလားလို့ဆိုကျင့်သက်ဆရာမရှိဘူးတော့မဟုတ်ရှိတယ်ဒါပေမဲ့မကျင့်သက်ဆရာတွေကပုံများဘာကြောင့်မကျင့်သက်ဆရာတော့ဆိုစဉ်းစားကြည့်လိုက်ပေါ့ခဏလေးတည်းမွေးလာပြီးတဲ့နောက်မှာဒုက္ခဒုက္ခတွေကလည်းကြုံရတယ်ပြီးတော့ ဘာဒုက္ခမှမကြုံဘူးဆိုတဲ့ပုဂ္ဂိုလ်တောင်တဖြည်းဖြည်းအိုးလာတယ်နောက်ဆုံးသေသွားတယ်ယောဂရတယ်ဒါဘာမှမတန်နိုင်ဘူးတမန်ပါဗျာဒါဒုက္ခအစ်စ်ပဲတမန်ဟုတ်တယ်မမဒီကြဲထဲမှာစိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေအများကြီးအဲ့တော့လူဘဝကိုဒုက္ခလို့ပြောမလားလို့ဆိုပြောရှင်တဲ့အချိန်လေးမှာတော့ဒုက္ခလို့ပြောခြင်းပြောလို့ရတယ်တမန်ပါဗျာသို့တော့ထာဝရပြောနေရတဲ့အပြောလားလို့ဆိုမဟုတ်ဘူးတမန်ပါဗျာဝမ်းနေရမယ့်အချိန်လေးဒုက္ခရောက်မယ့်အချိန်လေးအများကြီးပဲတမန်ပါဗျာ ဒါကြောင့်မို့ဘဝဟာကျင့်တဲ့ဆရာမဟုတ်ဘူးတမပါဗျာကျင့်တဲ့ဆရာမဟုတ်ကျင့်တဲ့ဆရာမဟုတ်တာကိုဒုက္ခလို့သုံးတာဒီနေ့အဲ့ဒီဒုက္ခဖြစ်နေတာဟာအเจ้าမဲ့ဖြစ်တာလားလို့ဆိုမဟုတ်ဘူးတဏှာဥဆောင်တဲ့ကိလေသာတွေကြောင့်ဖြစ်တာတမဒါကြောင့်မို့ဥစည်းကောင်းဆောင်တစ်ခုကိုဥတည်ပြီးတော့လူချင်းမှုတမဲမှု တွေ့တာမှုဆိုတဲ့တဏှာဟာဒီဒုက္ခကိုထုတ်လုပ်နေတယ်အเจ้าမဲ့လို့ပြောတာကဒါတစ်ခုတမအဲ့တော့ ဒုက္ခကိုဖြစ်စေရတဲ့အကြောင်းတရားရဲ့ရရှိထားတဲ့ဒုက္ခရဲ့အဲ့ဒီနှစ်ခုကလူတိုင်းကြုံတွေ့နေရတဲ့သစ္စာနှစ်ပါးအမှန်တရားတဏှာကြောင့်ဒုက္ခဖြစ်တယ်လို့ရှင်ဟုတ်တယ်ဟုတ်တယ်တဏှာကြောင့်ဒုက္ခဖြစ်တယ်တင်ပါဗျာနော်တင်ပါဗျာတဏှာရဲ့တဏှာကြောင့်ဒုက္ခဖြစ်နေတယ်တင်ပါဗျာအဲ့ဒီတဏှာကဒုက္ခဖြစ်ခြင်းအကြောင်းပဲတင်ပါဗျာဖြစ်ပေါ်လာတဲ့အရာတွေကဒုက္ခတွေရဲ့အဲ့ဒါအကြောင်းနဲ့အကျိုးတင်ပါဗျာတခါအဲ့ဒီဒုက္ခကလွတ်မြောက်ဖို့ ဆိုရင်ဒုက္ခချုပ်ငိမ့်မှုဆိုတာမရှိဘူးလားဆိုတော့ရှိတယ်မှန်ပါဗျာယောဂဖြစ်ရင်ယောဂပြောက်ချင်းဆိုတာရှိတယ်မှန်ပါဗျာအဲ့ဒါလိုပဲဒုက္ခဖြစ်ရင်ဒုက္ခချုပ်ငိမ့်တယ်ဆိုတာရှိရမှန်ပါဗျာအဲ့ဒီဒုက္ခချုပ်ငိမ့်သွားမှုဟာသူကအဆင့်တစ်ခုပဲအဲ့ဒါလည်းအမှန်တရားပဲအဲ့ဒီဒုက္ခချုပ်ငိမ့်သွားတာဟာသူ့ဘာသူချုပ်ငိမ့်တာလားဆိုတော့မဟုတ်ဘူးမှန်ပါဗျာမဂ္ဂင်၈ပါးအချင်းတရားကိုမြတ်စွာဘုရားဟောတဲ့အတိုင်းချင့်တယ်အချင်းမှ ဒုက္ခချုပ်ငိမ့်မှုဆိုပြီးတော့ဘာသာတရားတွေကမျိုးစုံကြိုးစားကြတယ်။သူတို့လည်းသူတို့နီးသူတို့ဟာနေနဲ့လောက်ကြတယ်။ဒါပေမဲ့လို့တကယ်ချုပ်နိုင်တဲ့အဆင့်ကိုသူတို့မတွေ့ကြဘူး။မြတ်စွာဘုရားပွင့်လာတော့မှအဲ့ဒီအဆင့်ကိုလုံးဝရပါတယ်။မှန်ပါဗျာ။အဲ့ဒါတော့ပါလဲဆိုဝိပဿနာတရားပဲ။မဂ္ဂင်၈ပါးအကျင့်တရားပဲ။မှန်ပါဗျာ။မဂ္ဂင်၈ပါးအကျင့်တရားမရှိဘဲနဲ့အဆင့်အမှန်ဖြစ်တဲ့သာဝရအငြိမ့်ဆိုတာမရှိဘူး။မှန်ပါဗျာ။နော်။ဒါကြောင့်မို့လို့ အဆုံးတတ်တဲ့လမ်းဆုံးပန်းတိုင်ဆိုတာလည်းပဲမတူချင်ဘူးပေါ့နော်တင်ပါဗျာအဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အဖြစ်ပဲမှာအကြောင်းနဲ့အကျိုးနှစ်ခုဒုက္ခကအကျိုးသမုဒိယတဏှာကအကြောင်းတင်ပါဗျာနိဗ္ဗာန်ဆိုတာအကျိုးနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားဆိုတာကအကြောင်းတင်ပါဗျာအဲ့ဒါကိုသစ္စာလေးပါးအမှန်တရားလို့အရိယပုဂ္ဂိုလ်တွေသိတဲ့သစ္စာတရားလို့ ဒီသစ္စာတရားကိုမသိဘဲနဲ့တန်တရာဟောကလွတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့။ကြောင်းကျိုးဆက်ပြီးဖြစ်နေသည့်အတွက်ကြောင့်အကြောင်းအစ်စ်အမှန်ကိုသိပြီးတော့လုံးမဆေးကုသလို့ပဲယောဂဖြစ်ခြင်းအကြောင်းကိုမသိလို့ရှိရင်ဒီယောဂပြောင်းအောင်ကုနိုင်မှာမဟုတ်ဘူး။အဲ့တော့ယောဂဖြစ်ခြင်းရဲ့အကြောင်းကိုသိပြီးတော့မှန်ကန်တဲ့ဆေးဝါးကိုတောင်းနိုင်မှာယောဂဆိုပြောက်တယ်နော်။အဲ့ဒီသဘောပါပဲ။မှန်ပါဗျာ။